အသိပညာခေါင်းပါမှုနောက်တစ်မျိုးကတော့ရည်ရွယ်ရေးပြုလုပ်ခြင်းနောက်တစ်မျိုးကတော့အတုံးချခံရခြင်းအတုံးချခံရတယ်ဆိုတာနှီးမျိုးမျိုးနဲ့အတုံးချခံရတယ်နိုင်ငံရေးစီးပွားရေးဘာသာရေးအတုံးချခံရတာဖြစ်မယ်ဒါအဆုံးရောက်တဲ့ extremism ဘောလေ ဒါလည်းပါပါတယ်နောက်တစ်ခုကတော့ပါလဲဆိုရင်ဟိုဘာသာတစ်ခုရဲ့အကြောင်းကိုလစ်လာသိရှိခြင်းမရှိတဲ့အတွက်ကြောင့်လို့တစ်ဖက်သားကိုယ့်ဘာကိုယ်ယူဆနေတစ်ဖက်သားပဲတွေးခေါ်ပြီးတော့အာတစ်ဖက်ဘာသာဝင်များကို ကိုယ်သိမြင်ခံယူတဲ့အတိုင်းပဲဆုံးဖြတ်တဲ့အခါမှာဒါသူတို့နဲ့ဆက်ဆံမှုကသဟာစရာမဖြစ်တော့ဘူးအဲ့ဒီအပြင်အာအတန်တရားစိတ်တွေ trust လို့ခေါ်တဲ့ယုံကြည်စိတ်ချင်းယုံကြည်စိတ်ချမှုပေါ့လေအပြန်လား mutual understanding mutual trust အဲ့ဒီမရှိတဲ့အတွက်ကြောင့်မလို့ဒါဖြစ်ပါတယ်လို့တောင်းနေပြောချစ်ချင်ညီညွတ်အောင်နေထိုင်ကြရင်เนาะရက်ွက်မှာရောကြည်ရမှာရောမြို့မှာရောခရိုင်မှာရောဒါလေးอ่ะဟောတော်တော်အဲ့ဒီခုလိုအန်ဂယ်လို့ဖွဲ့ပြီးလုပ်တဲ့ဥစ္စာ medium term long term အတွက်ကတော့အကျိုးရှိတယ် short term ခုနလိုကိစ္စဟိုနာဖြစ်ဒီနာဖြစ်ဆိုတာက rules of law ဥပဒေစိုးမိုးမှုအရေးကြီးတယ်အန်ကယ်လို့ပြောပြောပြပါတယ်အခုကတော့အန်ကယ်လို့ကတော့ရည်ရှည်နဲ့ median term ဖြစ်အောင်တော့အခုအကုန်လုံးလှုပ်ထားပြီဒါလည်းဖြစ်မှာပါခုနမှန်ပါတယ်ဟိုဥပဒေစိုးမိုးမှုကလည်းအခုလည်းနိုင်ငံတော်ကအများကြီးပြန်ပြီးတော့လုပ်နေပါတယ်သူတို့စာဖတ်အားနေတယ် သူများပြောတာကိုပဲနားယောင်နေယုံနေဘာမှသူတို့မှာဘ ഹു ဒုတမရှိဘူးလက်တွေ့ဘာမှမရှိဘူး critical thinking ဆိုတဲ့ twitter ကြံစားရတာလည်းမရှိဘူး။စာအုပ်ကိုဖတ်မယ်အလွတ်ကျက်မယ်ဒါနဲ့ပြီးသွားတဲ့အခါကျတော့သူတို့မှ twitter မယ်ကြံစားမယ်ဒါဟာဘာကြောင့်ဒီလိုဖြစ်လဲဆိုတာလည်းမတွေးတော့ဘူး။အဲ့တော့ဒါလေးတွေကိုပြန်ပွားသွားအောင်ကျမတို့ဒီ NGO တွေတွေကနေအများကြီးပေါ့။ကျမဆိုလည်း네ဒီမှာသွားပြီးယတနာမြေရနေပြီးတော့ခေါ်လို့ဆိုပြီးတော့အမြင်နဲ့ဆွေးနွေးပွဲတွေသွားလုပ်ပြီးတယ်။လုပ်ပြီးလိုက်တဲ့အခါကျရင်ကျမတို့ဘက်ကအမြင်တွေကိုတင်ပြလိုက်တဲ့အခါကျတော့သူတို့အခြေအနေတွေတော်တော်ပြောင်းသွားပါတယ်။မျက်နှာကြည့်လိုက်တာနဲ့သိတာလေသူတို့က tense မဖြစ်နေတော့ဘူးပေါ့နော်။အာသူတို့သဘောပေါက်သွားတယ်လူငယ်တွေလူကြီးတွေလူလက်တွေအကုန်လုံး ကဘာသာပေါင်းစုံကသဘောပေါက်သွားပါတယ်အဲ့တော့အဓိကကတော့ပယောဂပါတယ်နားမယောင်ဘူးနားမယောင်ဘူးဆိုတော့ပညာပေးပေးဖို့လို့မြင်ပါတယ်သူတို့ပညာအားနည်းနေပါတယ်စာဖတ်အားနည်းနေပါတယ်စာမြတ်မြတ်ဖတ်တဲ့လူကဒီလိုမျိုးသိအမြင်တွေမရှိတော့ဘူးပေါ့နော်အစွန်းကဘလို့မှမကောင်းပါဘူးခင်ဗျာအစွန်းရောက်ရင်လိမ့်ကြတတ်ပါလေအဲ့တော့အစွန်းရောက်တဲ့အဖွဲကတော့ငါးမငါး ငါဘာသာမှာငါငါလူမျိုးမှာငါကဘာကြီးကကျွန်တော်တို့အခုသုံးနေတဲ့ globalization ရဆိုယွာကြီးဖြစ်နေပါပြီကိုယွာတေွာတဲ့နေလို့မရပါဘူးကိုယွာသူများလိုက်ရင်လည်းလက်ခံရမှာပါသူများဘာသာလည်းလေးစားရမှာတခြားလူမျိုးလည်းလေးစားရမှာကိုယ်လည်းတို့အပြန်လန်လေးစားရမှာပါ thank you